ဟာပြောင်းလဲပြဆက်မယ်ဆိုတော့ဟိုအပြောင်းလဲတစ်ခုဖြစ်တာတော့ဒါပြည်သူတယောက်အနေနဲ့တော့ဝမ်းသာတယ်ကျေစွတယ်လက်ခံတယ်ပေါ့နော်။အာဒီပြဆက်မှုပုံမှာတော့နည်းနည်းဆွေမှုလေးတော့ရှိရပါဘူး။ဘာလို့လဲဆိုတော့ဒီလိုပြောင်းလဲမှုကတစ်ခါမှမကြုံဘူး။ပုံမှန်သွားနေကြအထက်တဆင့်ခွဲပြီးတိုးတက်သွားတာပေါ့နော်။အဲ့လိုမျိုးတော့နည်းနည်းတော့ရင်တုံတာပေါ့ဒါပထမအစားတည့်ရက်နှစ်ရက်ကတော့ဟိုဒီလိုပဲဒုက္ခရောက်မှာပေါ့နောက်ပိုင်းတော့အဆင်ပြေသွားမယ်လို့တော့ယုံကြည်တယ်ဒီလိုပဲတစ်ဖြည်းဖြည်းပြောင်းလဲရမှာပေါ့ ချက်ချင်းရတော့အသားမကျနိုင်သေးတဲ့အတွက်ကိုတော့အခက်ခဲရတော့အနေအမြတ်တော့ရှိမှာပဲဥပမာဟိုလမ်းကြောင်းတွေကတော့မတူတာပဲပေါ့နော်အခုချိန်မှာတော့ကားကတကြတလန်းနဲ့စီးလို့ရမယ်အဲ့ကပေါ်လာတဲ့ခါကျရင်တော့ကားတွေကတော့ဟိုပြောင်းစီးရတော့ဘာလို့ဖြစ်တယ်အဲ့လိုအခက်ခဲရတော့ရှိလိမ့်မယ်ဘာလို့ဆိုကြားထားတော့ဆက်စားခြင်းကတော့ဘတ်ကအစီ90ပဲထွက်ဦးမှာဆိုတော့အခက်ခဲရတော့ရှိပြီးဦးမှာပါဒါပေမဲ့တစ်ဖြစ်ဖြစ်နဲ့အသားကျအောင်မယ်လို့ထင်ပါတယ်ကျွန်တော်တို့ကတော့ ဝင်းတာပါတယ်ဂျိုလဲဂျိုဆိုပါတယ်ဘာလို့ဆိုတော့ဟိုစိမကမ်းမဲ့ဖြစ်နေတာတွေပေါ့နော်အဲအခုလိုပြောင်းလဲလာမယ်ဆိုရင်တော့ဂျိုဆိုပါတယ်ပြောင်းဆွဲမယ်ဆိုရင်တော့အစင်တော့ပြေပါတယ်ဒါမဲ့ကားတွေကဘလို့ပြေးဆွဲမလဲဆိုတာတော့ဒီပြည်သူလူထုနဲ့တိကျတိဖို့လို့လာပါတော့ဥပမာလိုင်းကအစ်ဆွဲမယ်ဆိုရင်မှန်ရယ်ဘယ်ရည်စဆွဲဘယ်ဘယ်လိုင်းတွေကဘယ်နေရာတွေသွားမလဲနောက်တစ်ခုကအဲ့မှတ်တိုင်ရောဒီအရင်လိုပဲမှတ်တိုင်တိုင်းမှာရက်မှာလားအဲ့ဒါတွေအဓိကကြပါဘူး မတိုင်နိုင်မှမရောက်ဘူးကမတိုင်ရုံမှာချိုးချိုးကားတွေဦးနောက်ဘီယာတွေထွက်လာမတိုင် အစ်စ်မရောက်သူတို့ကြတော့နည်းနည်းချားတဲ့နေရာရှိတယ်အဲ့တော့သွားလာဒုက္ခတော့ရောက်တာပါအဲ့ဒီကားတွေများများပြေးဆွဲပေးတာပိုကောင်းတယ်ပြီးတဲ့အခါကျလို့ရှိရင်ဒီတက်မကလည်းဟိုကားတွေအများကြီးဖြည့်ဆက်ပေးနိုင်ပါစေလို့လည်းဆုတောင်းပေးပါတယ်လို့နှစ်သက်မှာကားသက်စိတ်သက်လူသက်နဲ့ဟိုနိုင်ငံသက်ကိုထူထောင်နိုင်တဲ့သူဖြစ်ပါစေလို့လည်းဆုတောင်းပါတယ်လို့ က်ရှိရန်ကုန်မှာရှိနေတဲ့ဘတ်ကားတွေကစီးရလဲအခက်အခဲဖြစ်တယ်ခင်ဗျ။နောက်ပြီးတော့စပယ်ယာတွေကလည်းစားပြပေးရလဲညံ့တယ်ခင်ဗျ။ဒါပေမဲ့အခုဘတ်ကားရဲ့ဆက်ချောင်းနေမှာစားပြပေးဆွဲမယ်ဆိုတော့တနေ့တော့ဝမ်းလဲဝမ်းသာပါတယ်။အဆင်လက်ပြင်မယ်လို့ယုံကြည်ပါတယ်ခင်ဗျ။တော့ပြေးဆွဲမယ်ဘတ်ကားတွေ။အဲ့ဘတ်ကားတွေရောအရင်ဘတ်ကားတွေလိုပဲသူနေရာတိုင်းမှာရပ်မှာလားပေါ့။အဲ့ဒါတွေပဲလိုပါဘောနော်။နောက်တစ်ခုကအဲ့အဲ့ဘတ်ကားမှတ်တိုင်တွေရောဘယ်ဘယ်နေရာတွေမှာရပ်မှာလဲ။ လူတွေရောအဲ့ဘက်စကားတွေစီးနိုင်မှာမလားအဲ့ဒါအဲ့ဒါတွေရောနောက်ဈေးနှုန်းတွေရောအရင်ဈေးနှုန်းပဲလားဒါမှမဟုတ်ဘယ်လိုလဲဘယ်လိုပြောမလဲသူကတ်တွေနဲ့ပဲသွားမှာလားအဲ့ဒါအဲ့ဒါတွေလည်းပြီးလို့ဒီဘက်စကားပြည့်စုံပြည့်နောက်မှာတော့ပို့ပြီးခီးတဲ့စိတ်ဆန်းဆောင်မယ်ပြောပြီးတော့ပြောရှင်မယ်လို့လည်းမျှော်မှန်းပါခင်ဗျနောက်ပြီးတော့အဲခီးကိုလည်းပဲဘယ်လိုပြောမလဲအချိန်တိုင်းရောက်နေပြည့်စုံနိုင်မလို့လည်းမျှော်လင့်ပါခင်ဗျ